အားလုံးမင်္ဂလာပါ So all in one channel မှာ ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာမနာပတာဤအရှင်ဝိစိတ်တအေးတန်ထားတယ်ကိုကိုကိုဆုံးမခြင်းဆိုရက်စာအုပ်ပဲဖြစ်ပါတယ်အပိုင်းကိုဘဝမှာစိတ်ထည့်နဲ့လောက်ရဟာသိအရေးကြီးတယ်စိတ်ထည့်ကိုဆင်ခြင်ရမယ်လောက်ရကိုပြင်ဆင်ရမယ် စိတ်သက်ကိုမပြင်းရင်ကိုယ်စိတ်နဲ့ကိုယ်တော့ကရေပိုတတ်တယ်။ကိုယ်စိတ်အတွေ့ကကိုယ်ကိုဘေးဖြစ်စေတတ်တယ်။စိတ်နှလုံးသွင်းမှားရင်အပြစ်ဖြစ်တာတွေများတတ်တယ်။စိတ်သက်ခံယူချက်မှားရင်စိတ်ခံစားချက်လည်းများတတ်ပြီးလုံရပါမှားတတ်တယ်။အလုံးလုံးတဲ့သူဟာအလုံးကြောင့်ဖိအားဆိုတာရှိတတ်တယ်။လုံရမှားသွားတာက စိတ်သက်ဖိအားများလို့လည်းဖြစ်တတ်တယ်။အရေးကြီးဆုံးကတော့ဘယ်မှာပဲဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ် ဘသူ့အပေါ်မှာပဲဖြစ်ဖြစ်ကိုယ်စိတ်တဲ့လည်းရကအောင်စူးစားဖို့ပဲသူများမကောင်းတာနဲ့ကိုယ်ပါလိုက်ပြောင်းတာမျိုးမဖြစ်သင့်ဘူးသူမကောင်းတာသိရင်ကိုယ်သူ့လိုမဖြစ်အောင်ပြုပြင်ဖို့ပဲသူ့လုံးလို့ကိုယ်လုံးရတယ်ဆိုတိုင်းကိုယ်လည်းသူ့လိုရုပ်သွားမှာပေါ့ကိုမှသူမဟုတ်တာဆိုရဲခံစားချက်နဲ့စိတ်တက်လည်းကောင်းလှုပ်ရလည်းကောင်းလေ့ကျင့်သင်တယ်စိတ်နှလုံးသွင်းမယ်ရင်နေရထိုင်ရချမ်းသာမယ် လောက်ရဲ့မှန်ရင်လောက်ရကံရချမ်းသာမယ်။နှစ်ခုစလုံးမှန်ရင်ပစုတ်ပင်တန်တရားချမ်းသာမယ်။ကိုတိတ်ခါကိုယုံရင်ဘသူ့ကိုမှကြောက်စရာမလို။ကိုအရေးချင်းကိုယုံရင်ဘသူ့ကိုမှမနာလို့ဖြစ်စရာမလို။ကိုလိပ်ပြကိုတန်ရင်ဘသူ့ကိုမှရှင်းပြစရာမလို။ကိုစေတနာကိုမှန်နေရင်ဘသူ့ကိုမှဟန်လို့စရာမလို။ကိုအကြောင်းကိုသိနေရင်ဘသူ့ကိုမှကြွားပြောစရာမလို။တီလာမလုံတဲ့သူကလူတိုင်းကိုကြောက်နေရတယ်။ ရေချင်းမရှိတဲ့သူကကိုယ့်ထက်တိုင်မနာလို့ဖြစ်တတ်တယ်။ကိုယ်စေတနာမမနဲ့သူကစေတနာနဲ့မတန်ဘူးလို့ဆိုတတ်ကြတယ်။ကိုယ့်အကြောင်းကိုကောင်းကောင်းမသိတော့သူများသိအောင်ကြွားတတ်ကြတယ်။အရင်စစ်တော့ကိုယ့်အကြောင်းကိုသိဖို့ပဲ။ကိုယ့်ကိုယ်ကိုစင်ကြယ်နိုင်ဖို့ပဲ။ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်ရင်ဘသူဘသူအပေါ်မှာမနာလို့ဖြစ်เสียမှာလို့တလို့ကြောက်နေဖို့လည်းမလို့ဟန်လောက်ဖို့မလို့တလို့မန်တက်ဖို့လည်းမလို့ဘူး ကျောင်းနေဖို့မလိုသလိုဖားနေဖို့လည်းမလိုဘူးကိုကောင်းအောင်နေတတ်ဖို့ပဲလိုတယ်စိတ်ထားလေးကောင်းအောင်ကြိုးစားပါစိတ်ကောင်းလေးလည်းထားနိုင်အောင်ကြိုးစားပါစိတ်ထားကောင်းရင်အများအတွက်အကျိုးရှိတယ်စိတ်ကောင်းထားရင်ကိုယ်အတွက်အကျိုးရှိတယ်စိတ်ထားကောင်းတဲ့သူကသူများအပေါ်မယုံပါဘူးအကျဉ်းနာမမဲ့ဘူးနိုင်ထက်စင်းနေမလို့ဘူးကိုကြောင့်သူများကိုဒုက္ခမဖြစ်စေဘူးစိတ်ထားကောင်းကြောင့်မိအားလည်းကောင်းတယ် အများအကျိုးကိုဖြစ်စေရင်စိတ်ကောင်းထတာကတော့ကိုယ်အတွက်ကျိုးရှိစေ ကိုယ်စိတ်မှာမကောင်းတာတွေမဖြစ်စေဘူးမကောင်းတဲ့စိတ်ရှိရင်ကောင်းတဲ့စိတ်နဲ့အစားထိုးရမယ်ကိုယ်တန်တန်မှာကောင်းတဲ့စိတ်လေးတွေရှိနေမှာကိုယ်စိတ်ကလေးကလည်းတာယာအေးချမ်းနေတတ်တယ်ကိုယ်စိတ်ကလေးကို မကောင်းတဲ့အာယုံနဲ့မလိုက်စေပဲကောင်းတာလေးတွေမှာပဲရှိနေတာဟာစိတ်ကောင်းလေးတွေပိုင်ဆိုင်နေတာပါပဲစိတ်ကောင်းပါရင် ကိုယ်ဘဝမှာချမ်းသာတယ် ဒါကြောင့်ဘဝမှာစိတ်ထားကောင်းဖို့လိုသလိုစိတ်ကောင်းထားဖို့လည်းလိုပါတယ်။စိတ်ထားကောင်းမှ သူများနဲ့ပတ်သက်ပြီးအပြည့်မဖြစ်မှသူများအပေါ်အကျိုးဖြစ်စေမှစိတ်ကောင်းထားနိုင်မှ ကိုယ်စိတ်နဲ့ကိုယ်အပြည့်မဖြစ်စေပဲအကျိုးရှိစေမှစိတ်ထားလည်းကောင်းစိတ်ကောင်းလည်းထားဘဝဆောင်မသွားနဲ့မားတာတော့မားဘူးပေါ့ဒါပေမဲ့မားတဲ့ခြားကပဲထားသွားရတာမဟုတ်လားမရှိရတော့မရှိဘူးပေါ့ ဒါပေမဲ့မရှိတဲ့ကြားကပဲရှိအောင်လှူသွားရမှာမဟုတ်လားမကြိုက်တာတော့မကြိုက်ဘူးပေါ့ဒါပေမဲ့မကြိုက်တဲ့ကြားကပဲမခိုက်အောင်ကြိုးစားရမှာမဟုတ်ဘူးလားမမြဲတာတော့မမြဲဘူးပေါ့ဒါပေမဲ့မမြဲတဲ့ကြားကပဲအလွဲမမြအောင်ညီထိုင်ရမှာမဟုတ်ဘူးလားဒုက္ခတော့ဒုက္ခပေါ့ဒါပေမဲ့ဒုက္ခကြားတွေကပဲဒုက္ခတရားကိုရအောင်ရှာရမှာမဟုတ်ဘူးလားအနတ္တတော့အနတ္တပေါ့ဒါပေမဲ့ အနတ္တကြာကပဲအတ္တတွေမများအောင်လျှော့ချရမှာမဟုတ်ဘူးလားဘဝဆိုတာအဲ့ဒါပါပဲအစစ်မပြေတာတွေကြာကပဲပြည်တယ်လို့ကြိုးစားကြရမှာပဲလေစိတ်တိုင်းမကြတာတွေကြာကပဲစိတ်ရိုင်းလေးတွေချနိုင်အောင်လေ့ကျင့်ရမှာပဲလေအမားတွေကြာကပဲတရားတွေမရှာဘူးတတိပြုရမှာပဲလေအဓိကကတော့အမားလေးတွေကနေအမားကြီးတွေမဖြစ်အောင်အပြစ်ကလေးတွေကနေအပြစ်ကြီးတွေမဖြစ်အောင်ကိုယ့်ဘဝကိုတဖြည်းဖြည်းချင်း ုံဖို့ထုစစ်ပြီးဘဝအနှစ်မမဲ့အောင်ဓမ္မအတိဆောင်ကြဖို့ပဲမဟုတ်လားဘဝမှာကိုကြိုက်တာကိုလောက်ခွင့်ရှိရင်လုတ်ပြင်းရင်လေကိုပဲတာဝန်ယူရမယ်ကိုလောက်ထားတဲ့အပေါ်သူများကအစားထိုးတာဝန်ပခံပေးခွင့်မရှိဘူးတာဝန်ခံပေးလို့လည်းမရဘူးဘလောက်ဩဇာအာဏာကြီးမားတဲ့သူဖြစ်ပါစေကံတရားအပေါ်လွန်မိုးတက်ရမှုမပြုနိုင်ဘူးမိဘနဲ့တာသမီပဲဖြစ်နေပါစေအဖေဖြစ်ရင်အဖေခံ အမေဖြစ်ရင်အမေခံသာသမီဖြစ်ရင် သာသမီခံပဲတခါတလေအလုံးမလို့မဟုတ်များရင်လေအဲ့ဒါကို လက်ခံလိုက်ပါပြီးရင်ပြန်ပြင်လိုက်ပါ အလုံးမှန်လို့အဟုတ်ဆင်ရရင်လေအဲ့ဒါကို လက်ခံလိုက်ပါပြီးရင်ရှေ့ဆက်လုပ်ပါကိုယ်လုံးမမှန်ရင်ကိုယ်ခံကိုယ်လုံးမှန်ရင်ကိုယ်ဆန်ဒါဟာကိုယ်လုံးတဲ့အလုပ်တွေရဲ့တည်ရောက်မှုပဲအရေးကြီးဆုံးကမလုပ်ခင်စဉ်ကျင်စဉ်းစားရွေးချယ်ဖို့နဲ့ လှုပ်လိုက်ပြီးမှ ဖြစ်ပေါ်လာတဲ့အကျိုးရလက်အပေါ်မှာလည်းကောင်းကောင်းဆိုးဆိုးလက်ခံနိုင်စွမ်းရှိဖို့ပဲအကြောင်းကြောင့်အကျိုးဖြစ်လာပြီးမှတော့ဘသူဘသူကိုမှရိုးမယ်ဖွဲ့မနေနဲ့တော့ဖြစ်ပေါ်လာတဲ့တက်ရောက်မှုကို လက်ခံနိုင်ဖို့ပဲလက်မခံနိုင်ရင်ခံစားရမယ်လက်ခံတာဟာခံစားတာမဟုတ်ဘူးရင်ဆိုင်လိုက်တာတက်ရောက်မှုရဲ့အမှန်တရားအပေါ်ကောင်းကောင်းဆိုးဆိုးအရှိအတိုင်းလက်ခံလိုက်တဲ့သဘောပဲဒါမှလည်း ကိုယ်လောက်ရဲ့တရားမှုအပေါ်ကိုယ်တိုင်ဖြစ်စေရရနိုင်မှာမဟုတ်ဘူးလားလူမှာအဓိကအင်အားအကြီးဆုံးအင်အားကစိတ်ပဲ mind power လို့ခေါ်တဲ့စိတ်ဆွမ်းအားကြီးမလာရင်မဖြစ်နိုင်တဲ့အရာ မပြီးမြောက်နိုင်တဲ့ကိစ္စဆိုတာမရှိဘူးစိတ်အင်အားကောင်းရင်ဘဝအင်အားကောင်းတယ်စိတ်အင်အားခိုင်ရင်ဘဝအင်အားခိုင်တယ်စိတ်အင်အားကောင်းဖို့ဆိုရင်တိလတမာတိပညာဒီတရား၃ပါးအဓိကလိုအပ်တယ် တိလကယုံကြည်မှုဆွမ်းအားကိုဖြစ်စေတယ်။တမာတိကတည်ငြိမ်မှုဆွမ်းအားကို ဖြစ်စေတယ်။ပညာကချင့်ချိန်ခွဲခြားနိုင်မှုဆွမ်းအားကိုဖြစ်စေတယ်။တိလမလုံတဲ့သူကကြောက်အားပိုတယ်။တမာတိမရှိတဲ့သူကဘယံပဒံဖြစ်တယ်။ပညာမပါတဲ့သူက အကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်မခွဲခြားတတ်ဘူး။ဒီတရား၃ပါးဆွမ်းအားညီရင်ဘဝမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူး။အားလုံးဖြစ်နိုင်တယ် ဒီ၃ပါးမှာတစ်ခုခုအားနဲ့ရင်တော့အပြည့်ရမှာမဟုတ်ဘူးယုံကြည်မှုမရှိရင်တည်ငြိမ်မှုမရှိနိုင်ဘူးတည်ငြိမ်မှုမရှိရင်ချင့်ချိန်စင်ကြယ်မှုမရှိနိုင်ဘူးဒါကြောင့်စိတ်ဆွမ်းအားတွေရှိနေဖို့သီလကိုအခြေခံတဲ့တမာတိပညာတရားများရအောင်ကြိုးစားရမယ်သီလအကျင့်ရှိလာရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုဆွမ်းအားမြင့်လာမယ်တမာတိအင်အားကောင်းလာရင်တည်ငြိမ်ရေးချမ်းမှုဆွမ်းအားကောင်းလာမယ်ပညာဉာဏ်တိုးတက်လာရင်မှန်ကန်တဲ့ ခွဲခြမ်းစိတ်ပြန်ဆုံးဖြတ်နိုင်မှုစွမ်းအားတိုးလာမယ်။တကယ်ဘဝတန်ဖိုးဆိုတာဒီတရား၃ပါးပိုင်ဆိုင်ထားမှစွမ်းအားရှိရှိတန်ဖိုးရှိမှာမဟုတ်လား။လောကမှာသူများအဖြစ်ကိုမြင်ဖို့အလွယ်တလောက်သူများကျေးဇူးကိုသိဖို့တော့အတော်ခက်တယ်။ဒီလိုပဲကိုယ့်အဖြစ်ကိုမြင်ဖို့ခက်တယ်လို့သူကျေးဇူးကိုသိဖို့လည်းခက်တတ်ကြတယ်။ ို့သဘောကအချက်မပါရင် အပြစ်ရှာတတ်တယ်လို့အချက်များရင်လည်းအပြစ်ရှာတော့တတ်တယ်။သိချစ်လို့အပြစ်မမြင်ပြန်ရင်လည်းအပြစ်ပြင်မှုခတ်သွားတတ်တယ်။အပြစ်ကြီးပဲမြင်နေပြန်ရင်လည်းအမှန်မမြင်ပဲဖြစ်တတ်တယ်။အပြစ်ဆိုတာကတော့ရှာရင်တွေ့မှာပဲ။အပြစ်ကိုမြင်ပြီးအပြစ်တင်ဖို့လားအပြစ်ကိုမြင်ပြီးအပြစ်ပြင်ဖို့လားဒီပုံမှာတည့်ရောက်မှုကွဲသွားတာပဲ။ သူ့အပြစ်ကိုကြည့်ပြီးအပြစ်တင်ဖို့တသက်ဆိုရင်တော့သူ့အပြစ်ကနောက်ထားကိုကိုယ်တိုင်ကအပြစ်တွေအရင်ဖြစ်နေတော့တာပေါ့အပြစ်ကိုပြင်ပေးဖို့အပြစ်မြင်လာဆိုရင်လေအချိန်အခါနေရာဒေသပုဂ္ဂလကိုကြည့်ပြီးအချိန်တန်မှပြင်လို့ရမှာပေါ့အကောင်ဆုံးကတော့သူများအပြစ်ကိုပဲမကြည့်နဲ့ကိုယ့်အပြစ်လည်းစင်ကြင်ရမယ်သူများကကိုယ့်အပြစ်ကိုညွန်ပြလိုက်ရင်လေဂျေဇုတင်စွာလက်ခံနိုင်ရမယ် ဘာပဲလုပ်လို့အပြစ်မြင်နေတတ်တဲ့စိတ်ဟာကုသိုလ်ဖြစ်ဖို့ထက်အကုသိုလ်ဖြစ်ဖို့ကပိုများတဲ့အတွက်အဒီစိတ်ကိုလည်းပြုပြင်ရမယ်။အပြစ်နဲ့အနှစ်အမြင်နဲ့အပြင်စင်ချင်းကစဉ်းစားဂျေစုတရားလည်းမိမထားနိုင်ပေါ့။ဘဝမှာဘာပဲဖြစ်ဖြစ်အတားကျသွားရင်ခံနိုင်ရရှိလာတတ်တယ်။အတားကျသွားရင်ဂျေနဲ့လာတတ်တယ်။အတားကျသွားရင် အားရလာတတ်တယ်။ အသားကျသွားရင်ပျော်လာတတ်တယ်အသားကျသွားရင်မော်လာတတ်တယ်ဒါပေမဲ့မဟုတ်တာတွေမှာအသားမကျဘူးမကောင်းတာတွေမှာအသားမကျဘူးတော့လို့ရတယ်။တချို့မဟုတ်တာတွေမှာအသားကျလာတော့မဟုတ်တာကိုအဟုတ်ထင်လာကြတယ်။မမှန်တရားတွေနဲ့အသားကျလာတော့အမှန်ထင်လာကြတယ်။ဆေးရာတွေနဲ့အသားကျလာတော့ဆေးရာကိုဆေးတယ်လို့မထင်ကြဘူး။သက်တာတွေနဲ့အသားကျလာတော့လက်ရဲဆက်ရဲဖြစ်လာကြတယ်။ ိုးတာတွေနဲ့အသားကျလာတော့ခိုးလို့ရတာကိုပဲစွမ်းဆောင်ရည်တခုလို့ဂုဏ်ယူလာကြတယ်။မကောင်းတဲ့နေရာမှာအသားကျလာခြင်းက မကောင်းချို့ကို အကြကြီးအကြီးကြီးခံရဖို့တွန်းအားဖြစ်စေတော့တယ်။တကယ်ဆိုရင်လောကဒဏ်နဲ့အသားကျအောင်ကြိုးစားသင့်တယ်။ရှိခြင်းမရှိခြင်းတွေမှာအသားကျလာလို့ရှိရင်လည်းမမတက်ဘူး။မရှိလို့လည်းဟန်မပြတ်ဘူး။အချိန်အရင်အပေါင်းအသင်းများခြင်းမများခြင်းတွေမှာအသားကျလာရင် ေါ်လို့လည်းမမျောဘူးမပေါ်လို့လည်းမလျှော်ဘူးကဲ့ရဲ့ခြင်းချီးမွမ်းခြင်းတွေမှာအတားကျလာရင်ကဲ့ရဲ့ခံရလို့လည်းဘဝဆောင်မသွားဘူးချီးမွမ်းခံရလို့လည်းဘဝပြောင်းမသွားဘူးချမ်းသာဆင်းရဲတွေမှာအတားကျလာရင်ချမ်းသာလို့လည်းအရင်မတားရဘူးဆင်းရဲလို့လည်းအရင်မနာဘူးဘဝလောကထဲဆိုတာအဲ့ဒီလိုအတားကျမှ အမှားမရမှာမဟုတ်လားဒါကြောင့်မားလာတဲ့ဘဝမှာအမားတွေနဲ့အတားမကျစေဘဲ အကောင်းတွေနဲ့အတာချကိုကိုကို အားရအောင်ကြိုးစားကြဖို့ပဲပေါ့။ဘာပဲလုပ်လို့အကောင်းမမြင်တဲ့သူတွေရှိတတ်တယ်လို့ဘာပဲလုပ်လို့အကောင်းထင်တဲ့သူတွေလည်းရှိတတ်တယ်။ဘုဒ္ဓရှင်တွေရဲ့သဘောကဘလောက်ပဲတမတမကြကြဘလိုက်သွားတတ်တာမျိုးရှိတတ်တယ်။စန္ဒာဂတိက မမှန်တာကိုဖြည့်တွေ့ပြီးအမှန်ပြစေတတ်တယ်။ဒေါသဂတိကမှန်နေတာကိုမမှန်ပြအောင်ပုံဖော်ပေးတတ်တယ်။ ိုယ်နဲ့အဆင်ပြေနေတဲ့သူဆိုတာတာထူထူလေးဖြည့်သိမ့်ပြတတ်ပေမဲ့မပြေတဲ့သူဆိုရင်တော့တည်တည်တာတာဖိမိတာတွေလောက်လာတတ်တယ်။ဒါဟာချစ်လို့ပလိုက်တဲ့စန္ဒာကတိရဲ့သဘောမုံလို့ပလိုက်တဲ့ဒေါသကတိရဲ့သဘောပဲ။ကိုကိုတိုင်းအဲ့ဒီလိုမဖြစ်မိဘူးလို့တလို့ကို့အပေါ်မှာအဲ့ဒီလိုဆက်ဆက်လာတဲ့အခါမှာလေအချက်အမုံတွေမဖြစ်ဖို့လိုတယ်။ကို့အပေါ်အကောင်းမဲမြင်နေတဲ့အခါမှာလေကို့ဘာသာကိုတတိမလွတ်စင်နဲ့ ကိုပါပဲလို့လို့မကောင်းမြင်နေရင်လည်း like ခံစားမနေနဲ့အမြင်ဟာအမြင်ပဲအထင်ဟာအထင်ပဲတကယ်ပရမတ္ထမှမဟုတ်တာဒါကြောင့်မကောင်းမြင်နေတဲ့သူတွေလည်းမြင်ပါစေ like ခံစားမနေနဲ့အကောင်းမြင်နေတဲ့သူတွေလည်းမြင်ပါစေမြောက်ကျွတ်မြောက်ကျွတ်ဖြစ်မနေနဲ့အချိန်တည်းရင်အားလုံးပြီးသွားမှာပဲမဟုတ်လားဘဝမှာဘသူဘသူအပေါ်မှာ မျောလေးချက်ကြီးကြီးထားပြီး ပုံသေးတွတ်မထားနဲ့ကိုကြည်ညိုရတဲ့သူ ရေးစားရတဲ့သူတံပိုးထားရတဲ့သူဖြစ်နေတဲ့အတွက်လေကိုတင်တယ်လို့အမြဲဖြစ်နေမှာတော့မဟုတ်နိုင်ဘူးပုထုဇဉ်တွေရဲ့စိတ်ဆိုတာအခြေအနေနဲ့အချိန်ကာလိုက်ပြီးပြောင်းလဲနေတတ်တဲ့သဘောရှိရဲ့တကယ်တော့ကိုအပဝင်ပုထုဇဉ်တတ္တဝါတွေဟာထင်တာတက်ကိုပို့ပြီးပြောင်းလဲတတ်တဲ့သဘောရှိရဲ့အကြောင်းမပေါ်သေးလို့အကောင့်တွေဖော်ပြနိုင်ပြီမယ်အကြောင်းပေါ်လာတဲ့အခါသူ့အခြေအနေနဲ့သူ ပြောင်းတော်လေပြောင်းနိုင်တာပဲလေ ဒီသဘောကိုကိုကတည်ထားရင်ကိုထင်တယ်လို့ဖြစ်မလာခဲ့ရင်လည်းဖြေလို့ရတာပေါ့ကို မျောလင်းတဲ့အတိုင်းမဟုတ်ဘူးဆိုလေနားလည်မှုနဲ့ကိုစိတ်ခံစားချက်ကိုလျှော့ချလို့ရတာပေါ့ရုပ်တရက်ကြီးပြောင်းသွားတာကရုပ်တရက်ကြီးအကြောင်းတရားရှိလာလို့နေမှာပေါ့အဓိကကတော့သူတို့ရဲ့အပြောင်းလဲကြမှာကိုဘက်ကဘလောင်ပလဲမများဖို့ပါပဲကိုမျောလင်းတယ်လို့ဖြစ်မလာခဲ့ရင်လေဒီအခြေအနေကိုလက်ခံလိုက် ကိုမမျောလင့်ထားတာတွေဖြစ်လာခရင်လေဒီအချိန်တွေကိုလက်ခံလိုက်လိုက်ခံစားဖို့မဟုတ်ဘူးပြောင်းလဲစရာအကြောင်းအချိန်တွေရှိလို့ပြောင်းလဲသွားတာပဲလို့သာဖြည့်ဆည်းလိုက်ပါကိုစိတ်ခံစားမှုတက်တာသွားမှာအမှန်ပါပဲပြောင်းလဲတာကသူခံစားတာကကိုဆိုရင်ကိုခံစားချက်တက်တာအောင်လေကိုပဲပြုပြင်ရမှာမဟုတ်လားအချိန်နေနဲ့အချိန်ခါသည်တက်တော်တွေကို ပြောင်းလဲစေတတ်တယ်ဆိုတာမမေ့ပါနဲ့လူစိတ်ဆိုတာသိထူဆန်းတယ် အပြောင်းလဲမြင်နေရနေတာကိုမချေနဲ့နိုင်ဘူးမရသေးတာကိုမျက်ဆောင်ထိုးတယ်လူကျင်တာလေးရလာပြန်ရင်လေနောက်တစ်မျိုးလူကျင်ပြန်တယ်ကျင်နေအောင်ညီတက်တဲ့စိတ်မထားနိုင်သေးတည်းမမကျင်တဲ့ချက်တွေလေများနေကြအောင်မှပါပဲတစ်ခါတလေတဝူတယောက်ရဲ့တန်ဖိုးထားတာကယူးဆိုင်တာကိုလူကျင်ကြတယ်သိကယူးဆိုင်ပြန်တော့လေမကြိုက်ချင်ပြန်ဘူးအချက်တွေတော့လူကျင်နေအချက်တွေအများကြီးပြီးပြန်တော့အနေချက်လို့မကျင်နဲ့ပြန်ဘူး လိုင်းနေတော့မှလက်မကြည့်ဖြစ်ပဲရက်နေတော့မှနောက်ပြန်ကြော့နေတာမျိုးလည်းရှိနေတတ်ပြန်တယ်။ကိုကိုမုံမာတော့ကြောက်တယ်။ကိုက မုံလိုက်ရရင်တော့အကျဉ်းနဲ့တင်။အရင်စတော့တန်ရောစင်တွေနဲ့နစ်နေတဲ့စိတ်ကြောင့်ပဲ။အချစ်ခံကျင်တာမုံလိုက်ချင်တာစတဲ့လူချင်းမှုတွေကကိုစိတ်ကို အလိုမပြည့်ဖြစ်စေတော့တာပဲ။လူဝတ်ချက်တွေရှိနေတယ်မြတ်။အလိုမချမှုမကျေနပ်မှုတွေရှိနေကြမှာပဲ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျင်နဲ့အောင်နေတက်သွားရင်တော့မကျင်တဲ့တာတွေအလိုမကျတာတွေလျှော့သွားမှာပဲပေါ့ဒါကြောင့်လိုချင်တာတွေတိတ်ဥစားမပေးနဲ့အလိုမကျတာတွေပုံများတတ်တယ်စိတ်လိုက်မှပါမဆုံးဖြစ်နဲ့မကျင်တဲ့တာတွေပုံများတတ်တယ်ဖြစ်ပြီးတာတွေသိမစင်စားနဲ့နှောင်တနဲ့တော့ကတွေပုံဖြစ်စေတတ်တယ်ကိုအဆင်မပြေတာတွေကိုခံစားရတာကိုဒုက္ခဆိုတာလူသိရှင်စားရင်ဖွင့်ပြရမှာမဟုတ်ဘူး အထူးသဖြင့်အင်တာနက်ဆက်မျက်နှာပေါ်မှာရှင်ဖွင့်ပြတာမျိုးပေါ့ကိုဒုက္ခကိုသူများတည်သွားတော့လေဒုက္ခက ရုပ်ရော့သွားမှမမဟုတ်တာလူသိရှင်ကြခံစားပြပေမယ့်စာနာတနာတဲ့သူကနင်းနေစိတ်ပြေဝမ်းသာနေမဲ့သူကပိုများတတ်တယ်လူဆိုတာသူများအရေးတဲ့ကိုယ်ရည်ကိုဦးစားပေးတာကများတယ်တခါတခါကိုယ်ခံစားချက်ကကိုယ်အားနဲ့ချက် ဖြစ်သွားတတ်တယ်ခံစားချက်ကိုနားလည်ပေးနိုင်တဲ့သူက ကိုယ်ကိုအားပေးတတ်ပေမယ့်ကံစားချက်ကို အပြည့်မြင်နေတဲ့သူကတော့ဖြစ်เสียရလည်းနဲ့တစ်ခုအပြည့်အသုံးချသွားတတ်တယ်။သူများ ကိုကိုတင်တယ်လို့ကိုယ့်အဖို့ကိုဖိမကူမဲ့သူကြီးတော့မဟုတ်ကြပေဘူးပေါ့။တကယ်တော့ဘဝမှာကိုဒုက္ခကိုရှော့ကိုတော့ကကိုပြင်းမှပြည်တာပါ။လူသိရှင်ကြရင်ဖွင့်ရမယ့်အစားကိုတရားနဲ့ကိုနေကိုအချင်းနေကိုဆင်ခြင်ပြီးအကြောင်းကြောင့်အကျိုးဖြစ်လာတဲ့သဘောမှာ အဆိုးတွေထမရအောင်တတိပြုစင်ကျင်ဖို့ပဲမဟုတ်လားကိုကောင်မီလောင်နေရင်အဲ့ဒီမီကို ကိုကိုရာအရင်ငိမ့်ရမှာပေါ့မငိမ့်ပဲလောင်နေတဲ့ကောင်ကိုသူများလိုက်ပြနေတော့အပူကဘယ်တက်တာမှလည်းပေါ့ဒါကြောင့်ကိုအထုတ်ကိုသိပ်ဖြီမနေနဲ့ဘသူမှဖြေစီရပေးမှာမဟုတ်ဘူးသူဒုက္ခနဲ့သူ ရှုပ်နေကြတာသူများဆိုတာတနာပေးအောင်လောက်ပဲကိုအရှုပ်ကိုရှင် ကိုဒုက္ခကိုတိ တရားနဲ့ညှိရအကောင်းဆုံးဝိပ္ပန္နာကိုလက်ခံလိုက်ပါ အပြစ်ပြောတာကိုလှစ်လျူရှုလိုက်ပါ အမှန်အကန်ပြောလိုက်ရင်ကြိုဆိုလိုက်ပါ အကြံဖန်ပြောလိုက်ရင်ခောက်ထားလိုက်ပါ ဟုတ်တာပြောရင်မနာနဲ့မဟုတ်တာပြောရင်မခံစားပါနဲ့ဟုတ်တယ်ဘဝမှာဝိပ္ပန္နာနဲ့အပြစ်ပြောတာကိုခွဲခြားသိရမယ်ဝိပ္ပန်မှုကိုလက်ခံနိုင်ရမယ်အလုံးလုံးရင်အဝိပ္ပန်တော့ခံရမှာပဲလောက်ကြီးကြီးလောက်လေးညံ့ညံ့ခံရလေပဲ ်ဝေဖန်မှုကိုလက်ခံပြီးစင်ကြင်နိုင်မှပိုကောင်းတဲ့အလုံနဲ့အောင်မြင်တဲ့လမ်းစဉ်ဖြစ်နိုင်မှာပေါ့ဝေဖန်တာတွေတဲကပဲအကောင်းလေးတွေရှာယူရမှာပေါ့ဒါပေမဲ့ဘာပဲလုပ်လို့အကောင်းမမြင်အဆောင်မြင်ပြီးအပြစ်ပြောတာတွေလည်းအများကြီးရှိနေမှာပဲအပြစ်ပြောတာကတော့လက်ခံဖို့လည်းမလိုသလိုခံစားနေဖို့လည်းမလိုနှစ်လူရှုနိုင်ဖို့ပဲလိုတယ်အပြစ်ပြောသည်များကိုကားလိုက်ပြီးခံစားနေရင် သူများပါဆက်ပြားမှာကိုဘောကလုံးပါပါမှာပါအဓိကကတော့စကက်လုံးတွေချာမှာဘဝမဆုံးဖို့ပါပဲကိုအလုတ်ကမှန်နေတယ်အကျိုးရှိနေတယ်သူတပားကိုထိခိုက်မှုမရှိဘူးဆိုရင်ဆက်တာလုပ်ပါအပြစ်ပြောတာတွေအချစ်ပြောတာတွေဝေဖန်တာတွေလေကန်တာတွေဆိုတာဘာမှမကြပါဘူးအချိန်တန်တော့လေပြီးသွားတာပဲမဟုတ်လားအပိုင်း30ကိုဆက်လက်ဆောင်မျိုးနားဆင်ပေးကြပါဦးခင်ဗျာ ဒီဗီဒီယိုလေးကိုအဆုံးထိ နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။